ဲ့တော့လောကထဲမှာနေလို့ရှိရင်ဒီအချက်၄ချက်ကိုသတိထားဖို့လို့တော့နံပါတ်၁လောကဘဝယတ္တိကိုအတွက်အသိပညာနဲ့ချုပ်ပန်းအပ်ထုတ်မှုနံပါတ်၂ကိုရလာတဲ့အခွင့်အရေးကိုရလာတဲ့ပစ္စည်းဥစ္စာအာလုံးနဲ့မျှဝေသုံးစွဲပြီးလောကကိုအကျိုးပြုမှုနံပါတ်၃ အခွင့်အရေးသာလို့အောင်မြင်ကြည့်ွားလာတဲ့အခါစိတ်တက်တီတီငိမ့်ငိမ့်ထားပြီးတော့ဘဝမမြင်ဘူးဘဝမမြင်မဲနဲ့စိတ်တက်တီငိမ့်စွာထားနိုင်မှုသရုထအချက်ကကြာဆုံးကရောက်တဲ့အခါမှာစိတ်နှလုံးတုန်လို့ပြီးစိတ်တက်မကြဘူး အဲ့ဒီတရားလေးပါကိုသာဓုတရားလေးပါလို့လည်းခေါ်တယ်။ဒါအကောင်းဆုံးနေထိုင်ရင်သာဓုဆိုတာအကောင်းဆုံး။အဲ့တော့ဘုရားမှာလောကတွင်မှာနေတဲ့အခါမှာဒီချက်လေးချက်နဲ့ပြည့်ပြည့်စုံစုံဖြစ်အောင်ကိုယ့်ကိုယ်ထိန်းကျောင်းပြီးတော့နေရမယ်ဆိုတာဒါမှတ်သားတဲ့နေပေါ့နော်။လောကမှာထွက်ခွာခြင်း လောကကြီးဟာဘလောက်ပဲကောင်းအောင်လုပ်လို့တနေ့ကျတော့လောကကြီးဟာအဆုံးသတ်မကောင်းဘူးဆက်လန်းနေမှာတော့ဟိုအလွန်အဆွေနဲ့ဤကုန်ချုပ်တဲ့ဆက်လန်းရှိတယ်လို့ပျော်ရွှင်မှုနဲ့ဤကုန်ချုပ်တဲ့ဆက်လန်းလည်းရှိတယ်ဟောကမဒီတို့ treasury တို့ဆိုတာ ဘဝမှာတော့ပျော်ရွှင်မှုနဲ့ဤကုန်ချုပ်ရတာလို့မရှိဘူးအမြဲတမ်းဟာသိဆုံးရတာနဲ့ဆုံးသက်တဲ့အတွက်ကြောင့်အကောင်းနဲ့ဆုံးသက်တဲ့ဘဝဇာလံဆိုတာတကယ်မရှိဘူးအဆိုးနဲ့ပဲဆုံးသက်တာပဲတကယ်ဘဝဇာခုမှာအဆိုးဆုံးပဲနောက်ဆုံးမှာဘလောက်တော်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ဘဝကထွက်ခွာပေးရတယ်ဆိုတဲ့နောက်ဆုံးဆင်ရောက်သွားတာဘလောက်တော်တော်လောကကြီးကိုဘလောက်ဖဲ့ကြိုပြုပြုနောက်ဆုံးတစ်ချိန်ကျတော့လောကကြီးကထွက်ပေးရမယ်ကောဘဝတစ်ခုမှာကြားရှိစွာရတ္တန်တွေရှိဘူးထွက်ခွာပေးရတယ်အဲ့ဒီထွက်ခွာပေးရခြင်းဟာသိဆုံးရခြင်းပဲဖြစ်တယ်